မန်ချက်စတာနဲ့အသင်းတို့အသင်းတွေမှာဇာမတယောက်ဖြစ်အောင်ဂျင်းရန်ဖြစ်အောင်ကဘလောက်တောင်ကြီးမားနိုင်မလဲနေပါတရားမော်ရီရဲ့ယုံကံမှုတွေရတကယ်ပဲနီးပြောင်းပိုင်းဆိုင်ရာအာဏန်ချက်တွေကြောင့်များလားဒါမှမဟုတ်ဇာမရီရဲ့စိတ်ထဲမှာဆိုင်ရာပြဿနာကြောင့်များလားအသင်းရဲ့တန်းစီမောင်းပြတဲ့လူဝိစာကလက်ရှိအသင်းရဲ့အကြက်တဲတွေကစားမဟောင်းရဲ့ဝေဖန်မှုတွေကိုလက်ခံနိုင်ရမယ့်အကြောင်းနဲ့နေပါတရားရိုးသားမှုအပေါ်သူ့ရဲ့အမြင်တွေကိုပွင့်ဝင်လင်းလင်းပဲတုံ့သက်ပြောဆိုသွားကြတာဖြစ်ပါလိမ့်ကစားမဘွားတို့ကကိုယ်တိုင်ကြုံတွေ့ကြရတဲ့အထွေကြုံနဲ့ရှင်ပြီးတော့ လက်ရှိဇာမာရီဘာရီလူအနေနဲ့ရိုင်းကလိုဝေဖန်သူတွေရဲ့ဇကားရီရဲ့နောက်ွယ်ကယူရချက်အမှန်ကဘာလဲဆိုတော့ကိုသူ့ရဲ့အတွင်းကြကြောင်းသုံးသပ်ချက်တွေနဲ့ဖွင့်ရပြောဆိုသွားကြတာဖြစ်ပါလိမ့်။လူဝိစာရီမင်္ဂလာပါစာရင်ရက်ကလေးကတော့သူ့ကို၃နှစ်အချိန်ပေးမယ်လို့ဖွင့်ရပြောဆိုထားပါတယ်။အဲဒီပေါ်မှာရောခမားအနေနဲ့ဘလို့များမြင်မိပါလိမ့်။ကျွန်တော်ထင်ပါတယ်ဒါကအချိန်တွေကမလွယ်ကူဘူးဆိုတာနဲ့အသွင်ကူးပြောင်းရေးကာလအချိန်ယူရမယ်ဆိုတာကိုသူတို့အတိအကျသက်ပြသားတဲ့ကောင်းအောင်နဲ့အရေးအယံတစ်ခုလို့ထင်ပါတယ် အရာလုံးပြည်ပြည်စုံမနေဘူးဆိုတဲ့စိတ်ပြတ်မှုကိုလက်ခံနိုင်မှုနဲ့အချိန်ရနိုင်ပါလိမ့်။နေပြအနေနဲ့သူကိုယ်တိုင်ရှာဖွေတွေ့ရှိရမယ့်အချက်လက်တွေရင်ဆိုင်ရမယ့်အရာတွေအများကြီးရှိနေပါလိမ့်။သူ့ရဲ့ယာရုဘောမှာမူတည်ပြီးတော့သူ့ဘောမှာဖျားရီအများကြီးတက်ရောက်နိုင်လိမ့်မယ်ဆိုတော့လည်းကျွန်တော်တို့လက်ခံရပါမယ်။သူ့ရဲ့ကစားကွက်ဖွဲ့စည်းပုံအကြောင်းပြောဆိုမှုတွေအများကြီးရှိနေကြပါလိမ့်။ကစားမတွေကိုဘယ်လိုယူရရှဲလဲ။နောက်တစ်ခါလေးမှာသူတို့ကိုနေရာမှားပြီးတော့ဇားခိုင်းနေဆိုတော့ စသဖြင့်ပြောဆိုမှုတွေပေါ့လေဒါတွေကတော့အထောက်အကူမဖြစ်ပါဘူးဒါပဲလည်းပဲအသိရဲ့အခြေခံအုပ်မြေကတော့ပိုကောင်းလာတယ်လို့ကျွန်တော်ကတော့ထင်ပါလေလူတော်တော်များများကတော့စိတ်ပြတ်ဈေးနိုင်ပါလိမ့်မယ်ဒါတော့သိကြပါလိမ့်ဒါပေမဲ့အစိုးမှာတော့နေပြအပေါ်မှာယုံကြည်မှုအချို့ပြသင့်တယ်လို့ကျွန်တော်ကတော့ထင်ပြီးဒီထုတ်ပြန်ချက်ကအဲ့ဒါကိုလုံဆောင်နေတာပဲလို့ကျွန်တော်ကတော့ယုံကြည်ပါလိမ့်အစောကကစားွက်အကြောင်းခင်ဗျာပြောခဲ့သေးရေနော်ဒါဆိုလို့ရှိရင်အဲ့ဒီအကြောင်းကိုပဲဆက်လက်ကြရအောင်ပါ ခမရသာဝလဲခနဲ့မှာရှိနေပြီးတော့ခမရရဲ့နေပြာကကစားကွက်တစ်ခုတည်းကိုပဲပုံသေးဆွဲကင်ထားတယ်အသိန်းကလည်းအမြဲတမ်းလိုလိုရှုံးနေတဲ့ဆိုရင်ခမရကဘလို့များတွေးမိမလဲခမရရဲ့သင်းမော်တွေကရောဘလို့များတွေးမိရမယ်လို့ထင်မိပါလေကျွန်တော်ထင်တာတော့အဲ့ဒီမှာဟန်ချက်ညီမနဲ့ပတ်သက်ပြီးပြဿနာကြီးတစ်ခုရှိနေပါလေအသိန်းကနေထွက်ခွာသွားတဲ့ဇာမားတွေရှိတယ်ရောက်လာတဲ့ဇာမားတွေရှိတယ်နေပြာကတွေးကောတစ်ခုနဲ့ရောက်လာပြီးွားဒီအပေါ်မှာပုံသေးဆွဲကင်ထားမယ်ဆိုတာမျိုးပေါ့လေ ဒါကငါကစားခြင်းတဲ့ပုံစံမင်းတို့အနေနဲ့လက်လျောညီထွေဖြစ်အောင်နေရမယ်ဆိုတာမျိုးပေါ့လေနေပြားကခမျောက်ကဘလောက်ပဲဘယ်ချမ်းညာချမ်းနေရပြောင်းပြောင်းတိတ်ပြီးတော့တက်ရောက်မှုမပေးနိုင်တဲ့အချက်တွေလည်းရှိပါတယ်ခမျောက်ကစားမတက်ရောက်ပဲလေကိုနေရာကိုရှာရမယ်အခွင့်အရေးဖန်နေနိုင်မဲ့နေရာကိုရှာရမယ်ခန်းစက်ကစားနိုင်မဲ့နီလန်ကိုရှာရမယ်ပြီးတော့စိတ်နဲ့တက်ကြွအောင်နေပြီးတော့နေပြားအလိုရှိတဲ့ပုံစံအတိုင်းပွဲကိုခြေကန်နိုင်မဲ့နီလန်ကိုရှာရမယ်ဗျကျွန်တော်ထင်ပါတယ်ဒါကဘမစ်နေတဲ့အရာပါပဲနေပြားတက်ရောက်အနေနဲ့ တကားလေးမှာသူကကစားကွက်လိုမျိုးနေရာမှန်မှာမကစားရဘူးဆိုတာမျိုးလိုကြောင်းရချက်တွေနောက်မှာပုံအောင်ဂျင်နေတဲ့ကစားမတွေကိုပဲကြုံတွေ့နေရသလိုဖြစ်နေပါတယ်။ဒါပေမဲ့ကျွန်တော်မြင်တာတော့သူတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေရှိနေပါစေ။ဖြည့်ရှင်းချက်ကိုသူကိုယ်တိုင်ပဲရှာဖွေဖို့လိုတယ်ဆိုတဲ့အချက်ပါပဲ။အဲဒါကမန်ချက်စတာနဲ့အသင်းကတကယ်နားလည်ဖို့လိုအပ်နေတဲ့ပြဿနာလို့ကျွန်တော်တော့ထင်တာပဲ။ဇရောင်းနေရာမှာပဲဘတ်စပီးရဲ့ဆေးရက်ကအမြဲတမ်းရှိနေလူငယ်ဆန်မှုအပြစ်ကင်းစင်မှုရဲစွမ်းတက်တည်တွေပေါ့လေ။ သူတို့ကိုသူတို့ထုတ်ပေါ်ပြတာနိုင်စွမ်းကိုရှာရလိမ့်မယ်လို့ကြောင့်ထင်တယ်။ပြီးတော့ပြိုင်မဲ့တဲ့သူတို့ကပိုကောင်းတယ်ဆိုတော့ကိုတေးရယုံကြည်ရမယ်ဗျ။ဘွေးရဲ့အချိန်အုံကိုသူတို့ကလွှမ်းမိုးချုပ်ကန်နိုင်ရမယ်။ကစားကွက်ကတော့ကူညီနိုင်ပါလေ။ဒီကနေ့မှာမျက်စိနမိတ်တွင်မှာသာစီရစီနိုင်တယ်။ဒါပေမဲ့ဘွေးစားပိုင်းမှာလည်းကိုယ်တွေစောစောစီစီပေးနေရတာကိုခမမြင်နေရရင်တော့ဘွေးကရှုံးတော့မှာပဲ။အဲဒါကနေပြားကသူ့ဇားမတွေစီကနေတောင်းဆိုနေတဲ့အရာပဲဗျ။လူတွေကဇားကွက်ကိုပဲအာယုံစိုက်နေကြပါမိမယ်။ကျွန်တော်နားလည်နိုင်ပါလေအဲ့ဒါကအဓိကပြဿနာတော့မဟုတ်ပါဘူး လေဝီစီအာမိုရင်ပြောသွားတဲ့ပြဿနာတွေထဲကတစ်ခုကတော့ကစားမဟောင်းနေရဲ့ဝေဖန်မှုတွေကသူ့ရဲ့လက်ရှိဇာမတွေရဲ့စိတ်ကိုတွားပြီးတော့ထိခိုက်စေတယ်ဆိုတာပါပဲဆိုတော့ခမရကဇာမဟောင်းတက်ရောက်ပဲလေနော်အဲ့ဒီအပေါ်မှာခမရအနေနဲ့ဘလို့များမြင်မိလဲဗျကျွန်တော်ထင်ပါတယ်ဒါကလုံးဝကိုပုံမှန်ပါပဲအာမန်ချက်စတာတိုင်းတဲ့အသင်းရဲ့လူစင်းကနေရာပေါင်းစုံကနေဝေဖန်မှုတွေကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့သူတို့ဒါကိုဖြည့်ရှင်းနိုင်ရပါမယ်ဒါကသူတို့ရောက်နေတဲ့နေရာရဲ့သဘောသဘာဝပါပဲလေ ဆိုတော့ဒီကလပ်အသင်းကအလုံးကိုကြီးမားပြီးကမ္ဘာမှာပြိသက်အများဆုံးအားပေးမှုအများဆုံးကလပ်တွေထဲကတစ်ခုဖြစ်နေပါလိမ့်။ဒါကြောင့်ခင်ဗျာဒီကလပ်အတွက်စာချုပ်ထုတ်လိုက်ပြီးဆိုရင်တော့ဒါကိုသေချာပေါက်လက်ခံရပါပြီ။အရင်ဝေဖန်မှုတွေကဒရင်တော်တွေစီကပဲလာလာပဲဖြစ်ဖြစ်ကစားမဟောင်းတွေစီကနေလာလာပဲဖြစ်ဖြစ်ဘောလုံးအချောင်းဘာမှမသိတဲ့သူတယောက်စီကပဲဖြစ်ဖြစ်ခင်ဗျာလက်ခံနိုင်ရမယ်လို့ထင်တယ်။အရင်နေရာမှာပဲဝေဖန်မှုတွေကိုတတန်းတခုလိုကာထနိုင်ရမယ်။ဆိုတော့ဘာလို့လဲဆိုတော့ခင်ဗျားကအဲ့ဒီထဲကအကောင့်အမည်နဲ့အချက်ကိုယူရမှာပဲဖြစ်လို့လေ။ ပြီးတော့ကိုကမှန်ကန်တဲ့အရာတွေပေါ်မှာပို့ပြီးတော့အာယုံဆိုင်တယ်ဆိုတော့ကိုတကယ်ကိုပြသရမယ်ဗျ။မှန်ကန်တဲ့အရာတွေဆိုတာကလည်းတကယ်ကိုတိုးတက်ဖို့ပါပဲ။ဒီကားလေးမှာရတရဘတ်အနေငယ်ကြားတဲ့အသည့်အဲ့ဒီဇာမတွေကသူတို့အရင်ကလောက်ခဲ့တဲ့အမှားတွေကနေပါမှတင်ယူခဲ့တာကိုကျွန်တော်တို့တော့မတွေ့ရဘူးနော်။ကစားမဟောင်းတွေရပရိသတ်တွေအနေနဲ့သူတို့ရဲ့အောင်မြင်မှုကိုလိုလားတယ်ဆိုတော့ကိုအဲ့ဒီဇာမတွေကိုသတိပေးဖို့ကအရန်ကိုအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။သူတို့ကလက်ရှိဇာမတွေကိုအကောင်းဆုံးဖြစ်စေခြင်းကြတယ်။ဟုတ်ပါတယ်။ဘယ်သူမှ အရာလုံးကိုမသိနိုင်ပါဘူး။ကျွန်တော်မှလည်းထင်မြင်ချက်တွေရှိတာပဲလေ။ကျွန်တော်မှားနိုင်ပါလေ။ကျွန်တော်တို့လည်းကစားမတွေဖြစ်ခဲ့ပြီးတော့အမားတွေလောက်ခဲ့ကြတာကိုလည်းမမေ့ပါဘူး။ဒါပေမဲ့လည်းတနေရာရာမှာတော့တွင်းထဲမှာဘလို့ရှိလဲဆိုတော့ကျွန်တော်တို့သိပါလေ။ကျွန်တော်ကတော့ Gaina Fee, Damo Mo, Rio Ferdinand တို့လောက်တော့ဇာကားကြဲကြဲဝုန်းဝုန်းမပြောဘူးဖြစ်နေပါလေ။ဘာလို့ဆိုတော့သူတို့ကအဲ့ဒီမှာပို့ပြီးတော့ကြာကြာရှိခဲ့လို့လေ။ဒါပေမဲ့ကျွန်တော်ပြောနေတာကတော့အဲ့ဒါဟာတကယ်ကိုနာကျင်စရာကောင်းပြီးတော့ဘလုံးသမားတိုင်းကလည်း ကျွန်တော်တို့ဘာကိုဆိုလဲဆိုတော့ကိုနားလည်ကြမှာပါလို့ကျွန်တော်တို့ထင်ပါတယ်။ခက်ခဲမယ်ဆိုရင်တော့မှပဲသူတို့ဒါကိုရင်ဆိုင်ဖြည့်ချင်းရမယ်လို့ကျွန်တော်တို့ထင်တာပဲ။ဆိုတော့လူဝိစီအမေရိကသူ့ရဲ့သတင်းစာရှင်းလင်းပွဲတွေမှာယူသားတဲ့အကြောင်းကိုကျွန်တော်တို့အများကြီးကြားခဲ့ကြရပြီလေ။သူကတခါလေကျွန်တော်ဇာမားတွေကိုမုန်းတယ်ဆိုတာမျိုးကိုပြောတတ်တယ်ဗျ။ခမရသာရီဟိုလန်ခန်းထဲမှာရှိနေမယ်ဆိုရင်အဲ့ဒါကိုလေးစားပါလား။ဒါမှမဟုတ်ခန်းစားချက်အနေနဲ့စိုးသွားမယ်အနေထားမျိုးရှိမလား။ မဟုတ်ဘူးဗျကျွန်တော်အဲ့ဒါကိုလုံးဝကိုလေးစားတယ်ဗျကျွန်တော်ထင်ပါတယ်ရိုးသားဘုကအရာကိုအရေးကြီးတယ်ဗျခမ ्या ကနေပြစည်းကနေတသမတ်ထဲဖြစ်မှုကိုမျောလင်းရမယ်သူကခမ ्या ကိုရင်ရင်ဈေးခြင်းနဲ့ဒါပေမဲ့ခမ ्या ကပုံအောင်နေသလိုခံစားရတယ်အခြေအနေတွေခက်ခဲလာတဲ့အခါမှာဘောလုံးမတောင်းတော့ဘူးဆိုရင်အဲ့ဒါကြောင့်မဲဇာမဟောင်းတွေကဒေါသတွေထွက်နေကြတာလေကျွန်တော် running အကြောင်းစဉ်းစားနေတာဗျခမ ्या ကိုစိတ်တဲ့တဲ့ကြောင့်နေပြအလုပ်လုပ်ပေးဖို့လိုနေတယ်ဒါမှမဟုတ်အသာစီးရစေမယ့်အခက်အခဲတွေကိုနေပြကအမြဲတမ်း ပေးဖို့လိုနေတဲ့ဆိုရင်အဲ့ဒါကပုံမှန်မဟုတ်တော့ဘူးဗျ။ကြမ်းများကကိုနီကိုဟန်ကိုတကယ်ကိုရှာဖွေပြီးတော့ကိုရဲ့အောင်မြင်မှုအတွက်လဲတောင်းယူနိုင်ရမယ်လေ။ဒီလိုမျိုးမာကျုံမှုမျိုးကိုဒီကနေ့ခင်မှာနည်းနည်းလေးပြန်လဲချိန်ကြီးရမယ်လို့ထင်ပါတယ်။ဟုတ်ပါတယ်။ဆိုရဲမီဒီယာကတိတ်အောင်မှုရှိတယ်ဆိုတော့ကိုကျောင်းတို့နားလဲပါတယ်။ဒါပေမဲ့နီးပြားကအရန်ကိုယူသွားပြီးကျွန်တော်ဖြစ်တဲ့ဖြစ်ထားတဲ့ရဲစွမ်းတတ္တိမျိုးရှိဖို့အတွက်တောင်းဆိုတာကကျွန်တော်တို့ကစစ်တိုင်ထွက်နေတာမှမဟုတ်ဘူးလေ။ အဲ့ဒီဇာမတွေကဆက်တိုက်ဖို့တော့ထွက်နေတာမဟုတ်ဘူးဗျသူတို့ကိုလာကြည့်တဲ့ပရိသတ်တွေအများကြီးကဘောလုံးကိုပျော်ရွှင်စွာခံစားခြင်းကြတယ်ဗျသူတို့ကိုပျော်ရွှင်အောင်လှုပ်ပေးစေခြင်းကြတယ်ဆိုတာသူတို့လေးစားဖို့လိုအပ်မယ်လို့ထင်တယ်ကြိုချင်နေမှာဆိုရင်အဆက်အသွယ်ပြတ်နေသူမျိုးတော့သူတို့ခံစားပြီးအဲ့ဒါကအရင်အရန်ကိုအရေးကြီးပါတယ်ဗျကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ